ဒီမရတော့ဖြိုးကထမင်းစားမယ်စီမဲ့ရုံးမိတီကျော်လေးရဲ့ပဇွန်ကမွန်ရွအချွင်ရင်ဟင်းလေးရဲ့ချက်ပြီးတော့ထမင်းမရင်စားပြမလို့ပါဖြိုးရဲ့ဘလော့တွေအဆုံးထိကြည့်ပေးကြပါအောင်ရှင် အားလုံးဝင်မင်္ဂလာပါရှင်ဖြိုရဲ့ page ကနေပြန်လဲကြိုဆိုလိုက်ပါရဲ့ဒီနေ့ကတော့ဖြိုဟာထမင်းစားမိန်မှုအတွက်ပေါ့နော်ဒီမှာဇေယျနေပြီးတော့ယုံနေတီလေးဝယ်ခဲ့တယ်ယုံနေတီကိုကြတော့ကြက်ဥလေးနဲ့အချိုကျော်မယ်ပြီးရင်ဒီကမွန်းရဲလေးကိုကြတော့လေးမှာပဇွန်လေးနဲ့အချင်းရင်ဟင်းလေးချက်မှာပေါ့နော်ကဲအဲ့ဒါဆိုဖြိုတို့စပြီးတော့ချက်လိုက်ကြရအောင်နော်ကဲကူကတော့ယုံနေတီကြော်ဖို့အတွက်ယုံနေတီလေးကိုလှီးပေးပါမယ်ဒီယုံမလေးဒီလေးတွေကလေလူကြီးတွေအတွက်လဲစေဘဝင်နေတိလား စကြော်ပြရပြီပေါ့နော်အရင်ဆုံးအိုးထဲကိုစီးထည့်ပေးပါမယ်ကဲပြီးရင်စနက်မုတ်လေးနည်းနည်းထည့်ပါမယ်စီပူလာပြီဆိုရင်ပြီးထားတဲ့ကျွတ်တူလေးတွေထည့်ပြလိုက်ပါမယ်ကဲပြီးရင်ယုံနေတီလေးထည့်ပါမယ်ပြောရလေဒီယုံနေတီလေးတွေကိုလေအရင်ဆေးပြီးမှလှီးရပါတော့လှီးပြီးမှထပ်ဆေးမယ်ဆိုရင်တအားချွဲသွားမှကြာလို့ဒါအရင်ဆေးထားပြီးသားနော်ပြီးတော့နှောက်လို့ကြိုးလိုက်ပါမယ်ကဲပြီးရင်အရသာအတွက်စားလေးထည့်ပါမယ် ပြီးရင်တော့ရွှေစုံဟင်းခမုတ်လေးထည့်ပါမယ်ဒီရွှေစုံဟင်းခမုတ်ကလေအတိရွတ်တွေကြော်မယ်ဆိုရင်လက်ဖက်ရည်စုံလေးနဲ့တစ်စုံထည့်ပြရမယ်နော်အဲဖြွားကြတော့ဒီယုံနစ်ဒီကိုကြအုံနဲ့ကြော်မှာဆိုတော့လေဒါကြအုပ်ကြလုံးလေးခောက်ပြီးတော့ထည့်လိုက်ပါမယ်ပြီးရင်တော့ခဏထားလိုက်မယ်နော်ကဲဖြွားကြတော့ဒီလိုမျိုးအနေထားရမှာမှွေပေးမှာပေါ့နော်အဲ့ဒါမှဒီလိုမျိုးအဖက်လေးရမှာကဲပြီးရင်တော့ငွေကောင်လေးနည်းနည်းဖြူလိုက်မယ် အာဒါဆိုလို့ရှိရင်တော့အရန်စောက်ကောင်းလက်ဒုံနေဒီကျုပ်ဥကျော်လေးရာသပါပြီကဲဘူးဆိုလို့ရှိရင်တော့ဖြူအားကမွန်ရွန်းနဲ့ဒါပဇွန်လေးကိုစီပေါ်ရေပေါ်အချင်းဟင်းလေးချက်မှာပေါ့နော်စနွေးမုတ်လေးနည်းနည်းထည့်ပါမယ်ကဲစီပူလာပြီဆိုရင်ဖြိုးလှီးထားတဲ့ကျွတ်နီလေးတွေထည့်လိုက်ပါမယ်ပြီးရင်တော့စင်စန်းငပိလေးနည်းနည်းထည့်မယ် ကဲစဉ်းစားကပြီလေအနားမှုေးလာပြီဆိုရင်လေကျွာဆက်ဆက်လေးစားချင်လို့အကြမ်းမထည့်တာအကယ်၍ကိုကအဆက်မကြိုက်ဘူးဆိုအကြမ်းမမထည့်လို့ရတယ်နော်ကဲပြီးရင်တော့ပုံစံလေးထည့်ပါမယ်ပြင်တော့ရတာအတွက်စားလေးတစ်စွန်းထည့်မယ်။ကဲပြင်ရွှေစွန်းဥစားကြီးဟင်းခမောက်လေးကိုကြတော့ဖြူအားတစ်စွန်းမောက်မောက်ထည့်ရမှာပေါ့နော်။ အခုပြောသုံးသွားတယ်ဒီအိုစာကြီးရွှေစုံဟင်းခတ်မုတ်ကလေးတသက်လုံးဟင်းခတ်မုတ်နော်ပြီးရင်သူကကြတော့ FDA SMB ဟာလာဆာဗီကက်ကက်တွေအလုံးရထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့လူမျိုးကသာမယူစိတ်ချစွာအသုံးပြုလို့ရတယ်နော်ကဲပြီးရင်ပုံစံလေးတွေကြက်လာပြီဆိုရင်တော့ပြောသွားဒီကမုံရွက်လေးတွေထည့်မှာပေါ့နော်ပြင်းပြွားကြတော့ရေလေးနည်းနည်းထည့်ပြပါမယ် ်ပြီးရင်သူအောင်မြုပ်ပြီးလေးပါထပ်ထည့်ပါမယ်အခုလိုလေထမင်းစားမကောင်းတဲ့အချိန်လေးဆိုလို့ရှင်ဒီလိုအချိန်ရင်ဟင်းလေးတွေကအရန်ထမင်းပြင်လာသေးတာကဲအခုဆိုလို့ရှင်ဖြိုးရဟင်းမြလေးတွေကိုအရသာရှိအောင်လို့ဖြိုးရဒီမှာရွှေစုံဟင်းခမုံနဲ့ချက်ပြီးပြီဆိုတော့ဖြိုးထမင်းစစားပါတော့မယ်အရေးလေးပါဆမ်းမယ်နာမွှေးနေ哦ငါပြိနေမနေသေးဘူးဒီအရင်နဲ့ပဲအရင်စားလိုက်အောင်နေပြီးတော့ ကဲ pure food ကြီးအရင်ကြွေးပါမယ်ပစုံလေးနဲ့စားကြပါအောင်ရှင် pure စားပါတော့မယ်မပြေရအောင်လို့တော့ဒါဆက်နေရောပဲအင်းသူအရေးကောင်းတယ်ချစ်ချင်ဆက်ဆက်လေးတည်တာ ။ဘူးခင်းနဲ့တို့မှာ။ဒါဘူးတိခင်း။ဦးချင်ကဘူးတိခင်းနဲ့ပေါ်နေတည်လား။嗯，看着，我比你奶奶奶奶 အခုလိုလေထမင်းစားမကောင်းတဲ့အချိန်လေရာဒီဦးကလည်းပူထမင်းစားမကောင်းမှုဆိုလို့ရှိရင်လေအခုဖြိုချက်တို့လိုက်ချက်စားကြည့်ကြကြည့်ကြအရန်ထမင်းစားမင်းအချိန်ရင်ဟင်းလေးပါတော့ပူကောင်းတာပေါ့နော်ကောင်းပါ ချင်းမင်းရောဒီကစုံနီလီရလေအချိန်ဟင်းဆက်စားလည်းကောင်းတယ်တို့စားလည်းအရင်ကောင်းတယ်ကောင်းတယ် ဖြိုးဒီအချင်းဟင်းကိုလေဆက်ဆက်လေးချက်ထားကြတော့မြုပ်ဒီအကြံဖက်လေးဆက်တယ်ပြီးမြုပ်ဒီအစိမ်းထောက်ပါထဲတာတော့ပို့ပြီးတော့ဆက်ပြီးတော့လေစားကောင်းတာ green ပွင့်သွားတာပဲဖရက်ဘူးလေးရထမင်းစားမင်းကျင်နေဆိုရင်ဖြိုးလိုလိုက်ပြီးချက်စားကြည့်ကြအောင်နော်ထမင်းစားမင်းမှာအသေးချာပဲတည်တာပြီးရင်ဟင်းလေးကောင်းမှုတွက်ဆိုလို့ရှိရင်တော့ရွှေစုံဥစားကြီးဟင်းခမုတ်ချိုလေးထဲဖို့လည်းမမင်းနဲ့နော်ကဲနောက်ပြီးကြလို့ရှိရင်ဖြိုးဘာလေးချက်ပြပြီးတော့ဘာလေးစားပြအောင်လို့ဆိုတာဆက်မယ်တချို့ပဲကြပါအောင်ရှင်တက်တာ